်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်သမ္မတထရန့်ဤဂျပန်ခီးစဉ်အတွင်မြမအရေးပုံမှုအလေးထားဆောင်ရွက်စီရန်ပြည်ပရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းမြေတားရက်ခန့်လှုပ်ရှားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်သမ္မတထရန့်ဤဂျပန်ခီးစဉ်အတွင်မြမအရေးပုံမှုအလေးထားဆောင်ရွက်စီရန်ပြည်ပရောက်မြန်မာနိုင်ငံသားများကတိုက်တွန်းမြေတားရက်ခန့်လှုပ်ရှားမည်ဖြစ်ကြောင်း ဂျပန် NUG စာပို့ခြင်းအဖွဲ့ဝင်များကသတင်းဌာနကိုပြောကြားပါတယ်။ American သမ္မတ Trump ကဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးအပတ်တွင်လာရောက်ရန်ရှိနေပြီးယင်းခီးစေအတွင် American နိုင်ငံအနေဖြင့်မြမအရေးကိုပုံမထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တရက်ခန့်အကူအညီတောင်းခံခြင်းလှုပ်ရှားမှုအစီအစဉ်များပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။အမေရိကန်သမ္မတဂျပန်နိုင်ငံသို့လာရောက်စဉ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နှင့် ိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးအတွက်လည်းကောင်းမြန်မာနိုင်ငံ၌စစ်တပ်၏ပြည်သူအပေါ်ရက်စက်ယုံမှမှုများအကြမ်းဖက်မှုများရပ်တန့်သွားစေရန်အတွက်လည်းကောင်းအမေရိကန်နိုင်ငံအနေဖြင့်မြန်မာအရေးကိုပုံမထီရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်တိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အကူအညီတောင်းခံကြမည်ဖြစ်သည်ဟုသိရပါသည်အိတ်ဖွင့်ပေးစာပေးဖို့လည်းစီစဉ်နေပါသည်ကြားဖြတ်လူကုန်ကူးမှုမူရစေဝါတင်ပို့မှုတို့နဲ့ အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိခိုက်နေတဲ့အတွက်ထရန့်ရဲ့အမေရိကန်အစိုးရကဦးဆောင်ကိုက်ပေဖြည့်ရှင်းပေးဖို့နဲ့နောက်ွယ်ကအာဏာသိမ်းအကြမ်းဖက်စစ်တပ်ကိုတရုတ်ရုရှားတို့ရဲ့လက်နက်နဲ့နှီးပညာထောက်ပံ့ကူညီမှုတွေရပ်တန့်သွားအောင်ဂျာဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားပြီးအတိုင်းအတာတစ်ခုထိလှုံ့ဆော်ပေးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ဒီတိုင်းဆက်သွားရင်အမေရိကန်အစိုးရနဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုပါထိခိုက်မှာမို့ထရန့်အစိုးရဂျာဝင်လှုံ့ဆော်မယ်လို့မျှော်လင့်မိပါတယ်ဟုဂျပန်ရောက် NUG Supporting အဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသားများကအော်တိုဘာလ28ရက်နေ့ဆူမီတိုမိုဖျူဒဇန်ဒရနာမာတာဝါတွင်ညနေ3:30မိနစ်မှညနေ4:30မိနစ်အချိန်အထိအမေရိကန်ကမြန်မာအရေးကိုပုံမထိရောက်စွာအလေးထားဆောင်ရွက်လာစေရန်အတွက်ထိုက်တွန်းတောင်းဆိုမြစ်တာရက်ခန့်အကူအညီတောင်းခံခြင်းလှုပ်ရှားကြမည်ဖြစ်ပါသည်။ထို့ကြောင့်ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေဖြင့်အမေရိကန်သမ္မတထရက်ဂျပန်သို့ရောက်ရှိနေစဉ်ကာလအတွင်း မေတ္တာရက်ခံအကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုများတွင်တက်ကြွစွာပူးပေါင်းပါဝင်ပေးနိုင်ကြပါယံ NUG Supporting Japan ကအသိပေးတိုက်တွန်းနှုတ်ဆော်ထားပါတယ်။အမေရိကန်သမ္မတထရန့်ကတောင်ကိုရီးယားနိုင်ငံတွင်ကျင်းပမယ့်အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအပွဲ APEC ထိပ်သီးအစည်းအဝေးမှတိုက်ပြီးဂျပန်နိုင်ငံသို့အော်တိုဘာလနောက်ဆုံးရက်သတ္တပတ်အတွင်းလာရောက်ရန်ရှိနေခြင်းဖြစ်ပါတယ်။ ဆလပီနမ်မောင်းနှင့်စားလင်းကြီးမျိုးနယ်ရှိကြေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲယနေ့ညနေပိုင်းတွင်လေရင်စက်တက်လီဒီများဖြင့်ဘုံကျဲတိုက်ခိုင်းနေပြီးပြည်သူများထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းနမ်မောင်းမျိုးနယ်ရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း People Different for Organization နမ်မောင်းမှာတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့အောက်တိုဘာလ20ရက်နေ့ညနေ9:30မိနစ်ခန့်တွင် နမောင်မျိုးနဲ့စံကုံကြီးွာအနီကိုအကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးဖြင့်ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြံဖတ်စစ်တပ်ဤဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်စစ်ခွေးတွေဘုံကျဲသွားတာထိခိုက်ပျက်စီးမရှိပါဘူးစစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာပါပြည်သူတွေတော့ထိခိုက်တာမျိုးမရှိပါဘူးဟု People Different Organization နမောင်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် အလားတူစကိုင်းတိုင်းစာလင်းကြီးမြို့နယ်ရှိကျေးရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစစ်တပ်လေဒီဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများနှင့်မုံရွာ road information MRI မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်ယနေ့အောက်တိုဘာလ20ရက်နေ့တွင်စာလင်းကြီးမြို့နယ်အလေချမ်းနှင့်အရှိချမ်းရှိကျေးရွာများကိုနာမခါမတက်သောစစ်တပ်လေဒီနှစ်စီးကလေးချိန်ပုံကျဲတိုက်ခိုက်မှုပြုလုပ်သွားခဲ့ကြောင်းသိရပါရယ်စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတိုက်ခိုက်ခဲ့တာပါ ပြည်သူထိခိုက်ဒဏ်ရာရတာနဲ့နေအိမ်ပြက်စီးတာကိုကျွန်တော်တို့ဆက်လက်စုံစမ်းဆဲပါစက်တက်လေဒီတစီကဖယန်နီဘက်နဲ့ဒုတိယစက်တက်လေဒီကထန်းပူဘက်ကိုကျဲသွားတယ်လို့ကြားတယ်အထိခိုက်အချို့ရှိတယ်လို့ပဲသိရသေးတယ်ဟုမွန်ရွာ road information MRI မှတာဝန်ရှိသူကပြောဆိုပါတယ်ထို့ပြင်ဆာလင်ကြီးမြို့နယ်အတွင်းအော်တိုဘလာ၁၈ရက်နေ့နနက်ပိုင်းမှာစတင်ပြီးညောင်ပင်ကြီးစခန်းမှထွက်လာသောအင်အား150ခန့်ပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်စာလင်ကြီးမြို့နယ်မြောက်ဖက်ချမ်းရှိ မြမဝံပေါင်အနီးကြီးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်ကြီးရွာ20ကျော်မှတောင်းနေချီတော်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ရှမနီကလည်းအကြံဖက်စစ်တပ်၏မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသောစစ်တပ်လီဒီနှစ်စီးကစာလင်ကြီးမြို့နယ်အရှိချမ်းရှိကြီးရွာများကိုလည်းဘုံးစေလုံးကျေချတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတန့်စဲအရှိချမ်းမှတိုက်ပွဲဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန်းစိမျိုးနယ်မှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတရင်းရင်းမြစ်တချို့ကပြောပါတယ်။ဒီကနေ့အောက်တိုဘာ20ရက်မနက်ပိုင်းမှာတန်းစိမျိုးအရှိတ်ချမ်းမှာစစ်ကောင်စီတပ်ကစစ်ရေးလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။မနက်ကတန်းစိအရှိတ်ပိုင်းမှာတိုက်ပွဲဖြစ်တယ်လို့တန်းစိဒေသခံတရင်းရင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။စစ်ကောင်စီတပ်နဲ့မျိုးအရှိတ်ချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကိုတန်းစိ PDF တာဝန်ရှိသူကလည်းအတည်ပြုပါတယ်။ ကြားပြင်တန့်စင်မြို့နယ်ရဲ့အနောက်ခြမ်းကန်ထူးမကြီးပါအနီမှာ spine volume လို့ယူဆရတဲ့အရာမြင်တွေ့ခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။မနေ့စင်နိုင်လောက်မှတွေ့တာမိဘုံမြန်ဆိုရင်မြောက်လီတိုက်နေတာမို့တောင်ကနေမြောက်မလာဘူး။လေထီးလေမဘက်ကနေလာတာလို့တန့်စင်မြို့ကတအူကပြောပါတယ်။ဒါပေမဲ့အဲ့ဒီအချက်လက်နဲ့ပတ်သက်ပြီးလူလူຫນွေဦးကအတိမပြုနိုင်သေးပါဘူး။စေကောင်စီတက်ကကံဘလူမျိုးနဲ့ကနေတန့်စင်နေအရှိချမ်းကအတုံးတဲကုံကြီးရွာတွေဘက်ကိုစည်ရေးလှောင်မှုတွေလုပ်နေတယ်လို့လေဒေသခံတွေကပြောပါတယ် အတုံးမှာပြီးခဲ့တဲ့တစ်ပတ်ကစလို့အင်အားဖြစ်နေတာပေါ့အရင်ရှိပြီးသားအင်အားနဲ့ဆို250လောက်ရှိတယ်။တန်ဆယ်ရေဥပတ်ကိုဆက်ထိုးမယ်လို့ပဲယူဆရတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အော်တိုဘာ၁ရက်ကတန်ဆယ်ရေဥလမ်းပိုင်းစုံမှုရေးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးပြန်ဆုတ်သွားတယ်လို့သိရပါတယ်။အမှတ်361ချင်းမြန်တရင်ခမရ361နဲ့သူစောတိအင်အား200ဝန်းကျင်ပါတယ်လို့ပေါ်ဦးစစ်ကြောင်းကအတည်ပြုပါတယ် ဆက်လက်ပြီး TNL ထိန်ချုပ်သည့်ရှမ်းမြောက်ဒေသလေကြောင်းတိုက်ခိုက်မှုများတွင်ထေဆုံးသူ42ဦးရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ DNL ထိန်ချုပ်မျိုးများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများအတွင်အယက်သားတိုက်ဆုံမှုထပ်ထိုးလာနေသည်ဟုဒေသခံများကဆိုကြပါရယ်။သတင်းဌာနကပြုစုထားတဲ့စာရင်းအရလေကြောင်းတိုက်ခိုက်မှုများကြောင့်အော်တိုဘာလ၂ရက်နေ့မှ20ရက်နေ့အတွင်ရှမ်းမြောက်6မြို့နယ်တွင်အယက်သားတိုက်ဆုံသူ42ဦးရှိလာပြီဖြစ်ပါရယ်။ TNL ထိန်းချုပ်မျိုးများကိုဇက်တိုက်ပုံကျင်းနေပြီးမြေပြင်ထိုးစစ်ဆင်နေပြီး TNL ကမြို့သုံးမြို့လက်လွတ်လိုက်ရကမန္တလေးတိုင်းအတွင်းမှမိုးကုတ်မြို့ကိုလည်းစီးရီးရချိန်ချောင်းနေပါတယ်။လေကြောင်းတိုက်ခိုက်မှုများအားမှတ်တမ်းတင်ထားပြီးအတုံးအလဲရှိလာပြီးဟု TNL တပ်ဖွဲ့အထွေထွေအတွင်းရေးမှူးဗိုလ်ချုပ်တာပုံးကျော်က Facebook လူမှုကွန်ရက်မှတက်စစ်မကြသေးမီကတုံ့ပြန်ထားပါတယ်။နောင်ချိုကြောင်မဲတီပေါ်မြို့အားတင်ပိုက်ခဲ့သည့်စစ်ကော်မရှင်တပ်သည်2029စစ်စင်ရေးစတင်ချိန်မှစပြီးနှစ်နှစ်နီးပါးပိတ်ထားခဲ့သည့်တရုတ်နယ်ဆက်ကုန်သွယ်ရေးအတွက်အရေးပါသည့် မန္တလေးလားရှိုးပြည်တော်စုလန်ပိုင်အောင်အော်တိုဘာလ၁၈ရက်နေ့တွင်ပြန်ဖွင့်ထားပါတယ်။ဆလပီကိုရီးယားရောက်မြန်မာနိုင်ငံသားများကစစ်ကော်မရှင်ဤတရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံချွန်းနမ်မြို့တွင်ရမန်နီအော်တိုဘာ၁၉ရက်နေ့ကကိုရီးယားရောက်ဒေါ်လန်ပြည်သူ300ကျော်မှစစ်ကော်မရှင်ဤတရားမဝင်ရွေးကောက်ပွဲကိုဖျက်ဖျက်သားသားစန့်ကျင်ကြောင်းကိုလမ်းလျှောက်ချီတက်၍ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUGE ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ယုံတာဝန်ခံဦးဝင်းပေါ်မောင် MFDMC အတွင်းရေးမှူးကော်မတီနှင့်စီယုံရေးတာဝန်ခံများဆရာနာသိမ့်မှုစန့်ကျင်ရေးကော်မတီနှင့်တော်လန်ရေးအဖွဲ့အစည်းတာဝန်ခံတို့မှလည်းရွေးကောက်ပွဲစန့်ကျင်ရေးကိုဟောပြောခဲ့ကြောင်းသိရပါတယ်။ချီတက်ဆန္ဒပြသူများသည့်စေအုပ်စု၏ရွေးကောက်ပွဲကိုပြတ်သားစွာရှုံချပေးရနှင့်ရွေးကောက်ပွဲမှထွက်ပေါ်လာမည်ဤသည့်ရလည်းဤသည့်အစိုးရကိုမှလုံးဝအသိမှတ်မပြုဘဲစန့်ကျင်ကန့်ကွက်ပေးရလေကိုရီးယားအစိုးရနှင့်ပြည်သူများကိုတိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲကိုကိုရီးယားနိုင်ငံရှိမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC မှဦးဆောင်တာဝန်ယူခဲ့ပြီး NUG ကိုယ်စားလှယ်ရုံးအပါဝင် တော်လှန်ရေးအဖွဲ့ပေါင်း39ခုပါဝင်သည့်စေအုပ်စုရွေးကောက်ပွဲစံချိန်ရေးပူးပေါင်းလှုပ်ရှားမှု ကော်မတီတို့ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါသည်။